မင်္ဂလာပါရှင်ဒီနေ့အတူတူလီလာကြည့်ကြမှာကတော့မြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေအထူးတစ်ထည့်အူဒမုန်တိုင်းအကြောင်းနည်းနည်းပြောရမှာပေါ့နော်ဟုတ်ကဲ့သူ့ရဲ့တွေ့ဝိုင်းတယောက်မှုတွေရဲ့ပြီးတော့လာမယ့်ဂျူလ7ကနေ25အတွက်မိုးတွေအဲတော်တော်လေးကြီးနိုင်တယ်ဆိုတော့အားလာလေးပေါ့လေအဲအဲ့ဒါလေးတွေကိုဆွံ့ရွေးကြည့်ကြရအောင်ပါဟုတ်ကဲ့ဒီဝူတက်ဆိုတာကလေတယောက်နာမည်ဗျာလိတ်လို့အဓိပ္ပာယ်ရပါတယ် ူကတောင်ရုပ်ပင်လယ်မှာထိခဲတာမြန်မာပြည်ကိုတော့တိုင်ရိုက်လာမှာမဟုတ်ဘူးဒါပေမဲ့ရေးကြီးတာကသူ့ရဲ့လေဆွဲအားအဲ့ဒါကဟိုအိန္ဒိယသမုဒ္ဒရာဘက်ကမုတ်တုံလေတွေကိုမြန်မာပြည်တဲတော့အားနဲ့ဆွဲသွင်းပေးနေလို့ထင်နေတာဟောဆိုတော့မုံတိုင်းကိုယ်တွေကဒီဘက်ကိုမလာပေမဲ့သူ့ကြောင့်ဟိုဘက်ကမုံတုံလေးကပိုအားကောင်းလာပြီးတော့အဲအထူးသဖြင့်မြန်မာပြည်အောက်ပိုင်းဒေသတွေမှာမိုးရေအများများလာနိုင်နေဆိုတဲ့သဘောပေါ့နော်အတိအကျပါပဲရင်မွေးတွေအများကြီးပါလာတော့မူးကတီးမှာပေါ့ဟုတ်ပါပြီ ါဆိုရင်အဲ့ဒီဘယ်ရက်တွေဘယ်နေရာတွေကပို့ပြီးသတိထားရမလဲဆိုတာအရင်ကြည့်လိုက်ကြအောင်ဇွန်လ13ရက်တော့ကြနေတယ်ဘယ်လိုရှိမလဲရှင်ဇွန်လ13ရက်တော့ကြနေမှာဆိုရင်လေမြန်မာပြည်အောက်ပိုင်းကမိုးတော်တော်များများရနိုင်တဲ့အနေထားမှာရှိတယ်အထူးသဖြင့်ဆိုရင်ရခိုင်တောင်ပိုင်းအရာဝတီ တောင်ပိုင်းရန်ကုန်တောင်ပိုင်းဟုတ်ကဲ့ပြီးတော့မွန်းကရင်တနင်္သာရီအဲ့ဒီတိုင်းနယ်ပြည်နယ်တွေမှာမိုးရေချင်းက9လက်မကနေ9လက်မလောက်အထိရောက်သွားနိုင်တယ် ဟာငါလမကနေခုနှစ်လမတရက်တဲ့နော်ဟုတ်တယ်တရက်တဲ့ပါဒါကတော်ရုံမို့မဟုတ်တော့ဘူးရေကြီးရလန်တာတွေစထင်းနိုင်တဲ့ပမာဏပဲအေးတော်တော်လေးများတဲ့ပမာဏပဲနော်အဲအဲ့ဒီတောင်ကုန်းတောင်နန်းနားတွေမြေဝချွန်းပေါ်နားတွေအသက်ဆိုးရင်ရနိုင်တာပေါ့ကဲဆက်ပြီးတော့စနေနေ့ဇွန်လ23ရက်မှာရောဘယ်လိုတိုးလာနိုင်သေးလဲစနေနေ့14ရက်ကျတော့လေမုတ်တုံလေးကပူပြီးအားကောင်းလာမဲ့ပုံပေါက်နေတယ် အထူးသဖြင့်ရခိုင်ရိုးမှရခိုင်တောင်ပိုင်းပြီးတော့ဟိုထားဝဲကနေမော်လမြိုင်အထိပေါ့အဲ့ဒီဒေသတွေမှာနေရာကွက်ပြီးတော့မိုးရေချင်းရေးလက်မကနေငါးလက်မဝင်းချင်းရောက်လာနိုင်တယ်လေးလက်မငါးလက်မဟုတ်တယ်ဒီမမာနာကိုတော့ယေရမိတေကအန်ဒီယိုင်ရှိတဲ့ဆင့်လို့စာပြီးတုံတုံလာပြီဆိုလိုတာကဒီလောက်ရွာရင်ဒေသတွဲမှာရုပ်တရက်ရေတက်ကတော့တော်ရလာရခတာတော့ဟုတ်ကဲ့အဲ့ဒါတွေဖြစ်ပေါ်အလားအလာပုံများလာပြီပေါ့တခြားဒေသတွေဥပမာချင်းစကိုင်းအထက်ပိုင်းခချင်းရှား နေပြီးတော့အေလာဝရီရန်ကုန်ပဲခူးကိုရင်မွန်တနင်္သာရီတို့မှာလည်းနေရာကွက်မိုးချိနိုင်တဲ့အနေထားကတော့ဆက်ရှိနေတော့မယ်အန်ဒီရဲ့ရှိတဲ့အဆင်းဆိုတဲ့အသုံးအနှုန်းကိုမှတ်ထားမှာပေါ့နော်ဒါမဲ့အစိုးဆုံးလို့ပြောထားတာကတနင်္ဂနွေနေ့ဇောလာစကားရဲ့နေ့ဆိုတော့အဲ့ဒီနေ့ကပူပြင်းထားမယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်အဲ့ဒီဇွန်လ15ရက်တနင်္ဂနွေနေ့ကတော့အထူးတရိပ်ပြုရမယ့်နေ့ပဲအဓိကကတော့ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းပြီးတော့ ကရင်မွန်တနင်္သာရီတိုင်းအထက်ပိုင်းနေအဲ့ဒီမှာနေရာကွက်ပြီးတော့မိုးရချင်းချောင်းလမကြော်ကြော်ရွာနိုင်တယ်လို့ခန့်မှန်းထားတယ်။ချောင်းလမကြော်ကြော်ဟုတ်တယ်။ဒီချောင်းလမကြော်ဆိုတဲ့မိုးရချင်းကတောင်ဆောင်းတွေမေရတိမခိုင်တဲ့နေရာတွေမှာတောင်ပြိုမြေပြိုတာတွေလမ်းတွေပျက်စီးပြိုကျတာတွေဟုတ်လေရေတိုက်စာတာတွေဖြစ်လာနိုင်ချေအလိုမြင့်ဖွားပြီဒါကတော်တော်လေးအရေးကြီးတဲ့အချက်အတက်အန်ဒီဒီစီဆုံးရှုံးမှုဒါတွေနဲ့တိုက်ရိုက်ပတ်စစ်နေပြီ တောင်ပြိုမြေပြိုအန်ဒီရဲ့ ठी ဆိုတော့တော်တော်တတိထားရမယ်ချင်းနေပဲနော်ဟုတ်ပြီဒါဆိုဒီရပိုင်းနေအားလုံးအတွက်စွစွပေါင်းမွေးချင်းခံမှန်းချက်ကိုကြည့်ရောဘယ်နေရာတွေကအများဆုံးစိုးရင်ရလဲရှင်ဟုတ်ကဲ့စွန်ဆက်တကနစငါအတွင်စွစွပေါင်းမွေးချင်းမှာဆိုရင်တော့အထူးတတိပြုရမှာကကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေပဲအင်းအဲအဲ့ဒီတန်ခုပေါ့ဟုတ်တယ် ဒီ data တွေမှာ စုစုပေါင်းမိုးရေချင်က15လက်မအထိရောက်သွားနိုင်တယ်လို့ခန့်မှန်းထားတယ်15လက်မဟုတ်တယ်15လက်မဒီပမာဏကိုသတင်းတွေမှာတဘာဝဘေးအန္တရာယ်ဆက်တင်ကြုံတွေ့ရတဲ့အဆင့်လို့သတ်မှတ်ထားတယ်ဆိုလိုတာကဒါဟာအခြေခံအဆောက်အဦတွေကြဲကြဲပြန့်ပြန့်ပျက်စီးတာလူတွေရွှေ့ပြောင်းရတာတွေဖြစ်လာနိုင်ခြင်းအရမ်းများတယ်လို့နားလည်ရမယ်ရက်နည်းနည်းလေးအတွင်း15လက်မဆိုတော့မနေဘူးနော်တကယ်ကိုသတိထားရမယ့်အဆင့်ပဲ တခြားဒေသတွေအခြေအနေကရောဘလို့ရှိပါတယ်ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းမှာဆိုရင်တော့စုစုပေါင်း6လက်မှတ်လောက်အထိရနိုင်တယ်လို့ခန့်မှန်းတယ်။ဩမြမပြည်အလဲပိုင်းနဲ့ကျန်တဲ့အောက်ပိုင်းဒေသအများစုပေါ့လေဥပမာမန္တလေးစစ်ကိုင်းအောက်ပိုင်းချင်းရခိုင်ဧရာဝတီရန်ကုန်ဖဲခူးနေပြီးတော့ရှမ်းပြည်နယ်တွေမှာလော6လက်မှတ်နီးပါးလောက်ခန့်မှန်းထားတယ်။အင်းဒါတွေကလည်းတကယ်ကိုမနေတဲ့ပမာဏတွေပဲ။ဟုတ်ပါတယ်မနေပါဘူး။ ဝိုးယူတာအပြင်ပင်လယ်ဘက်မှာတော့တခြားသတိထားစရာတွေရောရှိ ਉ မလားရှင့်ရှိပါတယ်ပင်လယ်ပင်မှာလည်းလိုင်းကြီးနိုင်တယ်ကမ်းလွန်ပင်လယ်ပင်မှာဆိုလိုင်းမင်ကပင်၂၀လောက်အထိရှိနိုင်ပြီးတော့ကမ်းခြေနဲ့ကမ်းနီးတစ်ဝိုက်မှာတော့၆ပေကနဲ့၈ပေလောက်အထိရှိနိုင်တယ်လို့ခန့်မှန်းထားတယ်။အိုးပင်၂၀ဆိုတာဟုတ်တယ်ဒါကြောင့်ပင်လယ်ထက်တဲ့လုပ်သားတွေကမ်းရိုးတက်မှာနေတဲ့သူတွေအထူးသတိထားဖို့လိုအပ်ပါတယ် ပြီးတော့မိုးသေးတဲ့အချိန်တွေမှာမိုးကြိုပြစ်တာလက်စီလက်တာရုတ်တရက်လေပင်တိုက်တာမျိုးတွေလည်းဖြစ်နိုင်ကြည်ရှိပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့တက်ဆိုင်ရဒေတာခန်နေအထူးသဖြင့်တောင်ဆောင်နာမီကန်းနာနေတဲ့သူတွေပြီးတော့ခရီးထွားဖို့စီစဉ်ထားတဲ့သူတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့တတိထားဖို့ကအရန်အရန်အရေးကြီးနေပြီပေါ့လောဒီလိုတတိပေးချက်တွေကိုလည်းအချင်းချင်းပြုပြကြဖို့ကအရေးကြီးတယ်လို့ဆိုထားတာတွေ့ရပါတယ်အတိအကျပါပဲအဓိကမှတ်ထားမှာကတော့ ဝူရိခမုန်တိုင်းတိုင်းရိုက်မလာပေမဲ့သူ့ရဲ့တွယ်ဝိုက်အကျိုးဆက်ကြောင့်အာပိုကောင်လာတဲ့အနောက်တောင်မုတ်တုံလေးအဲ့ဒါကမြန်မာနိုင်ငံအထူးသဖြင့်တောင်ပိုင်းနဲ့ကမ်းရိုးတန်းဒေသတွေမှာဇွန်လ7ရက်နေ့အစင်ငါအတွင်းမိုးအလွန်ကြီးပြီးတော့ တဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြင်းမြင့်နေတယ်ဆိုတာပါပဲ။ကောင်းပါပြီရှင်။ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေကနားချောင်နေတဲ့ဖွင့်တွေအတွက်အထွန်းဝင့်ပြီးကျူးတင်ဖြစ်စမှုတွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့အားလုံးအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ကြင်တာတော့လေ။ဒီလိုမျိုးပြင်းထန်တဲ့မုတ်တုံရည်ဒီဥထုဖြစ်စဉ်တွေကပိုပြီးကြုံလာရနိုင်တယ်ဆိုတဲ့တုံးသက်ချက်တွေရှိနေချိန်မှာပေါ့အထူးသဖြင့်ဘေးရနေရပိုကြားရောက်လွယ်တဲ့ဒေတာတွေမှာရေရှည်အတွက်ကျူးတင်ကာကွယ်ရေးဒီနောက်ပြီးတော့ Light Loyalty Fiorni ထိုင်ရဲ့နီလန်း နေကိုပေါ့လေဘလို့များအဆွင့်မြင့်တင်ပြီးတော့ပြောင်းလဲစဉ်းစားသွားဖို့လိုလာမလဲဆိုတဲ့မေးခွန်းလေးပါပဲ